ပထမဆုံးသတင်းသဘောက်အနေနဲ့ယခု2025ခုနှစ်ဖေဖော်ဝါရီလကနေဇူလိုင်လအထိ6လတာကာလအတွင်းစစ်ကော်မရှင်ကမြို့နယ်ပေါင်း123ခုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့အဲ့ဒီမြို့နယ်တွေရဲ့60ရာခိုင်နှုန်းကျော်အင်တာနက်ဖြတ်တောက်ခံထားရတယ်လို့မြန်မာအင်တာနက် project MIP ကအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ် အော်တိုဝါနှစ်ရက်ကထုတ်ပြန်တဲ့လေချောင်းရန်နဲ့ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့်အရက်သားတွေအပေါ်ထိခိုက်မှုအစဉ်ခံစားဝေဟင်တိုက်ခိုက်မှုများအကြားဆက်သွယ်ရေးအမှောင်ကျခဲ့မှုများမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အဲဒီ6လအတွင်းလေချောင်းတိုက်ခိုက်မှုမပြုတ်လုတဲ့ရက်ဟာ16ရက်သာရှိပြီးတော့ရန်ကုန်တိုင်းကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်အားလုံးမှာရှိတဲ့မြို့နယ်123ခုမှာလေချောင်းတိုက်ခိုက်မှု645ကြိမ်ပြုတ်လုခဲ့တယ်လို့ MNP ကထုတ်ပြန်ပါတယ်။ ။ဒီကြောင့်တိုက်ခိုက်ခံရတဲ့မြို့နယ်တွေက135မြို့နယ်63.49ရာခိုင်နှုန်းဟာဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေကလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ခဲ့ရလို့ဆိုပါတယ်။အင်တာနက်ပြတ်တောက်တာနဲ့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တာတွေရှိနေတဲ့မြို့နယ်တွေကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုနဲ့ချင်းချောက်နေရလို့ MNP ကဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေတဲ့အ ਨੇ ဆုံးအရက်သားဥယေတရာကျော်အသက်ဆုံးရှုံးခဲ့ပြီးတော့တေဆုံးသူအားလုံးရဲ့66ရာခိုင်နှုန်းကျော်ဟာဆက်သွယ်ရေးပြတ်တောက်နေတဲ့ဒေသတွေကဖြစ်တယ်လို့ MNB ကဖော်ပြထားပါတယ် ဒါပြင်စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားနေအိမ်ထောက်ပေါင်းများစွာပျက်စီးခဲ့ပြီးဘာသာရေးနဲ့တိုက်သက်ဆိုင်တဲ့အဆောက်အဦ83ခုစာတင်ကြောင်းပေါင်းအနည်းဆုံး90နဲ့စေယုံစေကအနည်းဆုံး16ခုထိခိုက်ဆုံးရှုံးခဲ့ကြောင်း MIB ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ်အဲ့အစီရင်ခံစာအရစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူထိခိုက်သေဆုံးမှုနဲ့အဆောက်အဦပျက်စီးမှုကြုံတွေ့ခဲ့ရတဲ့ဒေသအများစုဟာ အင်တာနက်အပအဝင်ဆက်သွယ်ရေးပြတ်တောက်မှုနယ်ရင်းဆိုင်နေရတဲ့ဒေတာတွေဖြစ်တာကိုတွေ့ရပါတယ်။နိုင်ငံအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့အသက်အန္တရာယ်ထိခိုက်မှုရောပါစေဖို့အတွက်ဆက်သွယ်ရေးဆိုင်ရာပစ္စည်းတွေနဲ့နည်းပညာတွေထောက်ပံ့ပေးဖို့နဲ့ဆက်သွယ်ရေးဖြတ်တောက်တာတွေဆက်လက်မပြုလုပ်နိုင်စေရေးအာဏာသိမ်းစစ်တပ်ကိုဖိအားပေးဖို့ MIB ကတိုက်တွန်းထားပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံကဘာပေါ်မှာအင်တာနက်ဖြတ်တောက်ပိတ်ဆို့ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပြီးတော့တိုင်းနယ်ပြည်နယ်14ခုရဲက73ခုမှာအင်တာနက်ဖြတ်တောက်ခံရတာတွေနဲ့ရင်ဆိုင်နေရရလို့မြို့သားညွေအစိုးရအန်ယူဂျီက2024ခုနှစ်ကဇွန်လမှာထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဒုတိယသတင်းသဘောအနေနဲ့မြေပြင်မှာအကျဉ်းသားထွက်ပြေးရာတွေရှိတဲ့အတွက်တရားရုံးအနေနဲ့အထူးတတိချက်စီလိုတယ်လို့မြို့သားညညရဲ့အဆိုရတရားရေးဝန်ကြီးဌာနဂျာကာလာတရားစီရင်ဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကစက်တင်ဘာ28ရက်ကကျင်းပရဲ့ဂျာကာလာတရားစီရင်ဆိုင်ရာဦးစီးဌာနနဲ့မြို့နယ်တရားသူကြီးတွေတွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ ယခုမြေပြင်အခြေအနေအရအကျဉ်းသားထွက်ပြေးတာတွေရှိနေပြီးတရားရုံးအနေနဲ့ဒီအချက်အပေါ်အထူးတရိချက်စီလိုကြောင်းအမခံပေးနိုင်တဲ့အမှုတွေကိုအမခံပေးပြီးတော့အမခံရှောက်ထားလာတာမရှိပါကဥပဒေနဲ့အညီဆောင်ရွက်ကြဖို့လိုကြောင်းတရားခံထွက်ပြေးတာတွေရှိတာကြောင့်ခြားထူးခြားကိစ္စရပ်တွေပေါ်ပေါက်လာပါကဌာနကိုအစီရင်ခံတင်ပြပြီးလုံထုံးလုံနည်းနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်ကြဖို့လိုကြောင်းဒေါ်မေပိုးကပြောကြားခဲ့ပါတယ် ဒါပြင်လက်ရှိကာလတော်လန်ရေးနယ်မြေတွေမှာလုံခြုံရေးချင်းချောက်တာတွေကြုံတွေ့နေရတဲ့အခြေအနေတွေမှာတရားရုံးတွေအနည်းနဲ့လဲတရားရုံးအမှုတွဲတွေနဲ့ဆရွက်ဆရွက်နေအပါအဝင်လုံခြုံရေးဂယုပြုရမယ်ကိစ္စရက်တွေအားလုံးစနစ်တကျထားရှိဖို့လိုပြီးတော့အမှုတွေရဲ့ဥပဒေပါအခွင့်အရေးတွေရရှိစေဖို့ဖော်ဆောင်ပေးဖို့လိုပြီးအမှုတွေကိုလည်းဥပဒေပါအခွင့်အရေးရရှိစေမှာကိုရှင်းပြပေးစေလိုတယ်လို့ညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကဆိုပါတယ် လက်ရှိမှာအန်ယူဂျီတရားရေးဝန်ကြီးဌာနကစကိုင်းတိုင်းမှာတရားရုံ25ရုံမကွေးတိုင်းမှာတရားရုံ3ရုံဖွဲ့ထားပြီးမြို့နယ်တရားယူတရားသူကြီးတရား80တရား80ရောက်ခန့်အပ်ထားကြောင်းတရားရေးဝန်ကြီးဌာနစီကသိရပါဗျာ ပြီးခဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကပြုလုပ်ခဲ့တဲ့တရားရေးဝင်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ2020နှစ်နှစ်ကုန်ပိုင်းကနေစပြီး2024ခုနှစ်ဩဂတ်လအထိရာသွင်းမှုနဲ့တရားမှတ်မှုပေါင်း1600ဆွဲဆိုနိုင်ခဲ့ပြီးတော့အဲ့ဒီထဲကအမှုပေါင်း840ကျော်ပြည့်ပြတ်ခဲ့ကလက်ကျန်အမှု850ကျော်ဆက်လက်ဆောင်ရွက်နေတယ်လို့ပြောထားပါတယ်။ မြေပြင်မှာဒီလိုထွက်ပြေးတဲ့အကျဉ်းသားတွေမှာဘယ်အကျဉ်းသားတွေဖြစ်ကြောင်းနဲ့အခြေအနေတွေကိုသိရှိဖို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုမြေစီမကစာဖြင့်မေးမြန်းထားပေမဲ့ယခုတရင်ဖော်ပြချိန်ညပိုင်းထိအကြောင်းမပြန်သေးပါဘူးခင်ဗျာ။